မင်္ဂလာပါရှင်ရွှေကုံကနေတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့ရွေးကောက်ပွဲမဲဆွဲစီအောင်ရီတရားဝင်စတင်တဲ့သတင်းပဲဖြစ်ပါတယ်ရွေးကောက်ပွဲတွင်ပါဝင်ရှင်ပြိုင်ကြမဲ့လွှတ်တော်ကိုယ်စားလှောင်းများ၏မဲဆွဲစီအောင်မှုများအောက်တိုဘာ28ရက်ကစတင်လိုက်ပြီးနိုင်ငံရေးပါတီများ၏စီအောင်ဟောပြောမှုများကိုလည်းည9နာရီမှစတင်ကရုပ်မြင့်သံကြားအစီအစဉ်များတွင်စတင်ထုတ်လွှင့်မှာဖြစ်တယ်လို့သိရပါတယ်မဲဆွေစီယုံမှုအားယနေ့မှစတင်ကဒီဇင်ဘာ26ရက်ထိပြုလုပ်နိုင်မှာဖြစ်ပြီ အပိုင်းလိုက်ရွေးကောက်ပွဲများကိုဒီဇင်ဘာ28ရက်တွင်အပိုင်း1အနေဖြင့်ခရိုင်အဆင့်မြို့နယ်တရား2မြို့နယ်မှစတင်ကျင်းပမှာဖြစ်ပါသည်။ရွေးကောက်ပွဲတွင် ပြည်ထောင်စုတဝန်းလုံးပြိုင်မြေ6ပါတီပါဝင်စုစုပေါင်း58ပါတီပါဝင် ရှင်ပြိုင်ကြမှာဖြစ်ပြီးတော့တတိပုဂ္ဂလကုစလေများအပါအဝင်ကုစလေလောင်းအနေဖြင့်4938ဦးရှင်ပြိုင်ကြမှာဖြစ်ကြောင်းသိရှိရပါတယ်ရှင်။